ါကစ္စတန်နိုင်ငံမှာလူအုပ်ကြီးက KFC စားသောက်ဆိုင်တွေကိုတီးကြားတိုက်ခိုက်မှုအကြိမ်20ဖြစ်ပွားခဲ့ပြီးဝန်ထမ်းတအုပ်ပြစ်သက်ခံရပြီးတဲ့နောက်ရဲတပ်ဖွဲ့ကလူ160ခန့်ကိုဖမ်းဆီးခဲ့တယ်လို့အစိုးရကဧပြီ19ရက်ကပြောကြားခဲ့ပါတယ်။အမေရိကန်ကဣသရေလကိုထောက်ပံ့နေမှုနဲ့ဆက်နွယ်ပြီးဂါဇာမှာစစ်ပွဲစတင်ဖြစ်ပွားချိန်ကလေးကအမေရိကန်တို့တည်ထောင်ထားတဲ့အသင့်စားအစားစာလုပ်ငန်းစု KFC ဟာ အစ္စလာမစ်ပါတီတွေရဲ့ဆန္ဒပြမှုနဲ့သဘိမ့်မှားမှုတွေပြုလုပ်တဲ့ပြစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။အခုလအတွင်းလူအုပ်ကြီးဟာ KFC ဆိုင်အပြင်ဘက်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးပရင်းတကားတွေကိုရိုက်ခွဲကာမေးရှို့မှုတွေနဲ့ဝန်ထမ်းတွေကိုချိန်ချမှုတွေရှိခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံတဝမ်းမှာတိုက်ခိုက်မှုဖြစ်စဉ်20ဖြစ်ပွားပြီးလူတဦးသေဆုံးထားပါတယ်။သေဆုံးတဲ့သူက KFC ကဝန်ထမ်းအမျိုးသားဖြစ်ပါတယ်လို့လက်ထောက်ပြည်ရေးဝန်ကြီးတာလဲချောင်ဒရီက ဧပြီ19ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီး KFC ဆိုင်တွေတိုက်ခိုက်ခံနေရကြောင်းပြောပြခဲ့ပါတယ်။ဧပြီ23ရက်ကပန်ချက်ပြည်နယ်မြို့တော် လာဟိုးမှာရှိတဲ့ဆိုင်ခွဲမှာ KFC ဝန်ထမ်းတအုပ်ပြစ်သက်ခံခဲ့ရပါတယ်။ ဒီပြစ်ခတ်မှုရဲ့အဓိကအကြောင်းရင်းဟာလက်တလုံးဆန္ဒပြောင်းမှုတွေနဲ့ဆက်နွယ်ခြင်းရှိမရှိရှင်းလင်းစွာမသိရသေးဘူးလို့ရဲတပ်ဖွဲ့တာဝန်ရှိသူတို့က AFP သတင်းကိုပြောပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပန်ကျက်ပြည်နယ်မှာလူ145ဦးနဲ့အစ္စလာမ်မာဘက်မြို့တော်မှာ15ဦးကိုဖမ်းဆီးခဲ့ကြောင်းချောင်းဒရီကပြောပါတယ်။ ဒီဆိုင်တွေအားလုံးရဲ့အရင်အမြစ်ကပြည်ရင်းကဖြစ်ပြီးဝန်ထမ်းတွေကလည်းပါကစ္စတန်နိုင်ငံသားတွေဖြစ်ပါတယ်။ဒီကရတဲ့ဝင်ငွေတွေအားလုံးကလည်းနိုင်ငံထဲမှာပဲရှိပါတယ်လို့၎င်းကဆိုပါတယ်။ KFC နဲ့၎င်းရဲ့ပင်မကော်မတီ YAM ကတစုံတရာမှတ်ချက်ပြုပြောကြားခြင်းမရှိတာဖြစ်ပါတယ်။ပါကစ္စတန်ဘက်ချမ်းမှာရှိတဲ့ကက်ရှမီးယားဘက်က KFC စားတောက်ဆိုင်တဆိုင်ဟာပြီးခဲ့တဲ့နှစ်မလကဆန္ဒပြသူတွေကပါလက်စတိုင်းလွတ်မြောက်ရေးလို့ကြွေးကြော်ပြီးအဲ့ဒီဆိုင်ကိုမီးရှို့ခဲ့ကြတာဖြစ်ပါတယ်။